ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ဒါကျွန်တော်တို့အချိုးရင်ခုံတန်းပါဒါကျွန်တော်တို့အချိုးရင်ခုံတန်းကဒါကျွန်တော်တို့နှစ်ခုရိုက်ရမှာဖြစ်တဲ့ကြောင့်ဒါဒီနေ့မှတစ်ခုရိုက်ထားတယ်မနေ့ပြန်တစ်ခုရိုက်ပေါ့နော်အဲ့တော့ဒီနေ့အချိုးရင်ခုံတန်းကလက်ရှိမှာဖလားလူပဲအချိုးရင်ခုံတန်းလို့ပြောလို့ရမယ်တဲ့မှာပါပါတယ် Liverpool အသင်းကလက်ရှိမှာ Newcastle United ကိုသူတို့ရဲ့ဒါကျွန်တော်အိမ်ဝင်လို့အိမ်ဝင်မဟုတ်ဘူးငါလည်းဗာလီပြောဝမ်ဘလီမှာကံပါအာဒီရဲ့အဲ့တော့ Liverpool ရဲ့အိမ်ဝင်မဟုတ်တဲ့ဒါကျွန်တော်ဝမ်ဘလီမှာကံမှာဖြစ်ပါတယ် ဝမ်ပလီမှာကင်မရာကြောင့်ဒီပွဲစဉ်ကတော်တော်လေးကိုစိတ်ဝင်စားပုံကဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ technical ဘာညာလဲမပြောတော့ဘယ်ကဘလူးဘူးဘာညာဆိုတော့လက်ရှိမှာဒီနေ့ပွဲစဉ်မတိုင်ခင်ဒါကျွန်တော်လီဗာပူးကြောင်းပြောမယ်ညူကာဆယ်အတင်းကြောင်းပြောမယ်ဟူလိုလိုဒီလိုလိုပြောမယ်ပေါ့နော်အဲ့တော့အပွင့်လင်းဆုံးပြောမယ်ဆိုတော့ဒါကျွန်တော်တို့ ဒါဒီနှစ်ကခါတိုင်းမြင်နေကြနယူကာဆယ်လည်းမဟုတ်ဘူး။ဘာလို့လဲဒီနှစ်နယူကာဆယ်ကတော်တော်လေးကိုဒါခြေစွမ်းရမတီးမငိမ့်တဲ့နယူကာဆယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်။ဒါကျွန်တော်အဲဒီဟောရဲ့ဒါကျွန်တော်နောက်ပိုင်းခုနှစ်နယူကာဆယ်တွေမှာဒါကျွန်တော်မနှစ်ကနယူကာဘို့တနှစ်ကနယူကာဆယ်တော်တော်လေးကိုသဘောကျတတော်ကြီးကိုမိုက်တယ်။မမရစပောက်ဒါကျွန်တော်တို့အိမ်ဝင်းကဝေးကွင်းကဒါကျွန်တော်ချိန်တယ်ဒါနယူကာဆယ်ကျွန်တော်တော်လေးကိုသဘောကျတယ်။ဒါပေမဲ့ဒီနယူကာဆယ်ဒါဒီနယူကာဆယ်ကျွန်တော်သိပြီးတော့သဘောမကျဘူး။ဘာလို့လဲကျွန်တော်ဒါတော်တော်လေးကိုမတည်ငြိမ်ဘူး။ဒါပေမဲ့ပြဿနာကလက်ရှိမှာဒီနယူကာဆယ်အတွက်ကတော်တော်လေးကိုပြဿနာရှိလာကလူတွေလည်းအများကြီး မပါတော့ဘူး။တရားသားကတော့သူတို့ရဲ့အဓိကကစားသမားတွေဒီနေ့ပွဲစံမှာအများကြီးလွဲချော်ဖို့အနေထားမှာရှိတယ်။ဒါအန်တိုနီဂေါ်ဒန်ကလည်းကြောင်တောင်နဲ့ရှေ့ပွဲမှာအန်ဒီကယူထားတဲ့ကြောင့်ဒီနေ့ပွဲစံမှာလွဲချော်မယ်။ဒါပြင်ကျွန်တော်လူဝစ်ဟောကလည်းကျွန်တော်သူတို့ရဲ့ကောင်းပါတယ်ဆိုရတာဖူးဘက်ကစားသမားလေးဖြစ်တဲ့လူဝစ်ဟောကလည်းဒါကျွန်တော်တို့စာကြွေလောက်ထားတဲ့ကြောင့်ရာသီကုန်လောက်ထိနားဖို့တော့တေချာသွားပြီ။ဒါပြင်ကျွန်တော်7 board man ကလည်းစာကြွေထက်လို့ရတဲ့ကြောင့်သူထပ်ပြီးလွဲရအောင်။အဲ့တော့ပြောချင်တာလက်ရှိမှာညူကာဆယ်ယူနိုက်တက်အသင်းတွေကသူတို့ရဲ့ခံစစ်ပိုင်းကြီးကဟာလာဟင်းလင်းဖြစ်နေတယ်။ပြောချင်တာဒါကျွန်တော်ဒန်ဘန်တို့ဖေဘီယန်ရှာတို့ဒါကျွန်တော်ဖင်လေးတဲ့အုပ်စုအနေနဲ့ဒါတွေ့ရမှာတော့ပါတယ်။ရှိတယ်မ ရှိမဲ့ရှိမဲ့ Lloyd Gailey ကိုလည်းဒါ Juventus ကိုအငှားချထားတဲ့ဒါကျွန်တော်တို့ Newcastle ရဲ့အသင်းနေနဲ့တို့ဝစ်တို့ခံလို့မြင်တယ်တောင်ပန်မှာလည်းသိတဲ့အတိုင်းပဲလက်ရှိမှာ Ryan Wood မှာလည်းလူမရှိဘူး left wing မှာလည်းလက်ရှိမှာလူမရှိဘူး Newcastle တဲ့နဲ့လက်ရှိမှာ Carabao Fine နဲ့ကံပါလားရက်ွက်ပွဲကံပါလားတော့သိမသေးခွဲတဲ့ကျွန်တော်တို့ဒါလူစင်းကိုတွေ့ရမယ်တဲ့မှာပါတယ်ဗောနော်တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိ Liverpool တင်းနဲ့ Dyer လူစင်းကတော်တော်လေးကိုများပြားနေတယ်လို့ပြောလို့ရတယ်မှာပါတယ် Alexander Arnold ကတီးကြတာတစ်ခုအားကျွန်တော်တို့ဒါတီးရတော့ကတော့ကျွန်တော်တို့ တကောင်ကျော့တန်ရပုံစံမျိုးကြားရတယ်မှာပါတကြောင်မို့ဒါကျွန်တော်ကာရာဘောဖိုင်နယ်ကိုလွဲချော်မကြားရတယ်မှာပါတယ်ကုနာတေးကတော့မသိကြဘူးကုနာတေးကပိုင်ပါလာနိုင်တယ်ဒါကြောင့်မို့ကုနာတေးကမသိကြဘူးဒါပေမဲ့အဲ့ဒီမှာပြဿနာတက်တယ်အဲ့ဒီမှာပြဿနာတက်တယ်ဆိုတော့လီဗာပူးတင်းနဲ့လက်ရှိမှာရက်ဘက်ကစားသမားမရှိတော့ဘူးခါတိုင်းကျွန်တော်ကကော်နာဘရက်ဒီကိုအားကိုးလိုက်ရတယ်ဒါပေမဲ့ဘရက်ဒီကဒီနေ့ပုံစံမှာမရှိအဲ့တော့တေးကြားတကူကဒီနေ့ပုံစံမှာအာနီစလော့နေနေတာကျွန်တော်တို့နောက်တန်းမှာဒါခွန်စာကြီးကိုရိုက်ဘက်ပုံစံမျိုးတောင်းအောင်ပုံနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့အနေထားကလက်ရှိမှာဒါကျွန်တော်တို့မြင်နေမှာဟာလီဗာပူးကလူငယ်တွေရှိတာဘယ်မဲ့လဲလူငယ်လူငယ်ပါဂျိုးပြီဗျာအဲ့ဒါပြော လူငယ်ကျိုးပြီဘာလို့ပါလဲကုနာတီရိုက်ဘတ်ထဲဆောင်ပါလားဗျာဟောကုနာတီရိုက်ဘတ်ထဲဆောင်ပါအဲ့တော့ကံကောင်းသွားတာတခုကလီဗာပူးနဲ့ဒီနေ့မှာကျွန်တော်ကံဆိုတဲ့စကားလို့ကျွန်တော်ကံကောင်းသွားတာတခုကလီဗာပူးတင်းနဲ့တွေ့နေရညူကာဆယ်ကိုတန်းဒုက္ခိတညူကာဆယ်ဖြစ်နေကြအောင်လီဗာပူးတင်းတော်တော်လေးကိုကံကောင်းသွားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လီဗာပူးတင်းနောက်တန်းအားနဲ့လက်ရှိတွေ့ရမယ့်ကစားသမားအလက်ဇန္ဒားအီဆက်ဖြစ်တယ်အဲအီဆက်ကကစားသမားမျိုးနဲ့ဒါကျွန်တော်တို့လက်ရှိမှာကဲကူနာတင်းမပါလာနိုင်ဘူးထားခမရကျွန်တော်မေးမယ်ခမရဂျိုဂိုမက်စ်လို့ကောင်းမျိုးအီဆက်နဲ့ခမရယုံမလား ဒါခုနကပြောတာအကျိုးရခုနကဖြစ်တော့ခင်ဗျားကျွန်တော်ဒါညီကိုလို့ကျွန်တော်ဒါဟိုဟိုပွဲကြောင်းပါညာပွဲခင်ဗျားကျွန်တော်အခုလည်းရှိပါခင်ဗျားအခုလည်းရှိ Virgin Van Night ရှိတယ်မှန်တယ် Virgin Van Night ရှိတယ် Virgin Van Night ဒီနေ့အားသမအလူရှိတော့ဒါခုနကပေါ့မိနစ်ဇီးဇီးဖြစ်နေတယ်အဲခုနကပေါ့လို့ပဲမိနစ်80နဲ့5မိနစ်လောက်မှာဒါကျွန်တော်ခေါင်းတိုက်ဖို့တဲ့ Van Night ကြီးတက်သွားတယ်ခင်ဗျားနောက်တည်းမှာခင်ဗျား Gomez ကြီးအင်းဆက်ကြီးကဝေါ်ပြေးသွားတာခင်ဗျား Kunate မဟုတ်ပဲနဲ့ Gomez ကိုခင်ဗျားယုံလား အဲ့တော့ကျွန်တော်နဲ့ဒါခဏခဏကျွန်တော်တို့ဒါရန်ဖြစ်နေကြတာကျွန်တော်တို့ FG ချစ်သူများနဲ့ဒါခုနကပြောလိုပဲပြဿနာဒါပဲခုနကကျွန်တော်အမြဲတမ်းပြောတယ်ဆိုတာ FG ရဲ့ပြဿနာဟောတော့အောင်မြောင်သိမလုပ်ဘေးနေတာမဟုတ်ဒါပြဿနာရောင်ရဲတိတ်တိတ်နေပြဿနာအဲ့ဒါတည်းကိုရောင်ရဲတိတ်တိတ်အောင်ထားရဆိုအဲ့ပိုင်ရှင်တော်တော်လေးကိုဒါကျွန်တော်အခြေတွေကတိတ်ပြီးမကောင်းဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်အဲ့တော့ဒါပေမဲ့ကန်ကောင်းသွားတာတကူကသူ့ဘာသူဟိုဘက်ကဒါဒုက္ခိတာဖြစ်နေတဲ့ညူကာဆယ်အသင်းနဲ့တွေ့တဲ့အချိန်မှာလီဗာပူးအသင်းတော်တော်လေးကိုကန်ကောင်းသွားတယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးတယ်ဒါကတော့ကျွန်တော်ဒီညမှာကန်စကားကိုကျွန်တော်စသုံးနေပေါ့နော်အဲ့တော့ ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့လင်ဘာပူးအစ်စ်နေနဲ့လောလောကူကူနိုင်ဖို့အနေထားမှာကျွန်တော်အနေနဲ့တော့သိတော့မမြင်ဘူး။ဘာလို့လဲတစ်ဖက်ကဟုတ်တာပုံစံပဲနှစ်ပေါင်း60ကျော်ပြီဖလားမရတာ။62နှစ်လား63နှစ်64နှစ်လောက်ရှိပြီတဲ့။နှစ်ပေါင်း60ကျော်ပြီရဖလားမရတာ။6နှစ်ပေါင်း60ဖလားမရတဲ့အသင်းသင်းရဲ့ကျွန်တော်တို့ဖလားလူကျင်စွမ်းကဘယ်လောက်ထိပြင်းထန်နိုင်လဲခမရအသိဆုံးဖြစ်လိမ့်မယ်။ခမရအသိဆုံးဖြစ်လိမ့်မယ်။အဲ့တော့ကျွန်တော်တို့ဒါဒီနေ့ပွဲစဉ်မှာလင်ဘာပူးအစ်စ်နေတာတိုက်စစ်ပိုင်းကတော့ပြောစရာမလိုဘူး။ဒါပေမဲ့ PSG နဲ့ပွဲစဉ်ကပုံစံမျိုးသွားဆော့လို့မရဘူး။တက်လားကျွန်တော်ပြောရ ဒါပေမဲ့ကန်ရတဲ့အသင်းကလည်း PSG မို့လို့တော်တော်လေးကိုခံတာပါတယ်ဒါတော်တော်လေးကိုခံတာအဲ့တော့လီဗာပူးတဲ့ဒီနေ့ဒီဖလားကခုနကပြောလက်ရှိမှာလူတိုင်းအတွက်ကပြန်တွက်ထားပြီးသား80နဲ့80ရာခိုင်နှုန်းလီဗာပူးဖလားပဲကျွန်တော်လည်းလိုပဲတွက်တာပဲကျွန်တော်လည်းမငြင်းဘူးဒါမှန်တယ်ဒါပေမဲ့ကျန်တဲ့20နဲ့ကျွန်တော်ကျန်တဲ့20 25ရာခိုင်နှုန်းကညူကာဆယ်ယူနိုက်တက်စီမှာရှိတယ်ဘဲဘောလုံးမဆိုခင်ဗျာကန်ပြီးဆိုရင်ကွင်းထဲရောက်ပြီးဆိုရင်ဒါ1% chance ကြီးလဲ chance က chance ပဲဟုတ်တယ်ဟုတ် အဲ့တော့လောကကြီးမှာဘောလုံးနဲ့ပတ်သက်ခမောက်အသိဆုံးမှာခမောက်ကျွန်တော်မှလီဗာပူးပြိတက်နေတာအစ္စတန်ဘူးကညတွေဆိုမှတ်မိတယ် AFC မီလန်တစ်ချိန်လုံးအပေါ်အကြီးပဲနေတယ်လီဗာပူးတစ်လုံးသူတစ်လုံးတမတယ်နောက်ဆုံးဖလားဘယ်လိုယူသွားလဲလီဗာပူးယူသွားတာပဲဘောလုံးမှာခမောက် percentage တွေစကားပြောလို့မရအောင်ဒါလီဗာပူးပြိတက်တွေပူတည်တယ်လီဗာပူးပြိတက်တွေတည်ပြီးသားပါဘောလုံးမှာဒါ percentage တွေစကားပြောလို့မရအောင် ဒါကျွန်တော်တို့ real madrid နဲ့တော့အဲ့တိုင်းပဲဟာ liverpool သင်းဟာဖိတာပဲဟာမိုက်တာပဲတော့ at the end of the day မှာဒါ cardias တကောင်ရောင်းသွားတော့ဘာမှလုပ်လို့မရတော့ဘူးအမှတ်မိတယ်မဟုတ်လားကာတဲ့ b ရတော့နောက်ပံကန်ချကြီးနဲ့ကန်တော့အကုန်လုံး in and out ဖြစ်ကုန်တာပဲလေဟုတ်တယ်မလားဒါခါကျရင်ဒါခါကျရင်ခုနကပြောသေးတယ်ဘောလုံးဆိုတဲ့လောကကြီးကဘောလုံးဆိုတဲ့အလုံးမျိုးอ่ะဒါကျွန်တော် bedom ဆိုနံပါတ်တွေနဲ့ပြောလို့မရဘူးဒီပွဲရတိုင်းမှာခုနကပြောသေးတယ်ဒီကစား25% 20%ဆိုတော့ no ကိုင်းနဲ့ဝင်လာပြီဆိုရင်1%က1%ပဲအဲ1%ကလည်းဘာမှမဆိုဖြစ်သွားနိုင်တယ်1%ဖြစ်တယ်အဲ့တော့ အဲ့ဒီဟာရဲ့လက်ရှိအသင်းကကျွန်တော်ပါစကွန်နာပြောတယ်ပဲဒီနေ့အဲ့ဒီဟာအသင်းကိုကျွန်တော်မကြိုက်ဘူးဒါပေမဲ့တို့အနေနဲ့တခုခုဆိုတခုခုလုံးပြနိုင်တဲ့အသင်းတွေထဲမှာပါတယ်ဒါဆိုတော့အဖြစ်ဆိုဒါပေမဲ့အဲ့ဒီဟာရဲ့ခုနောက်ပိုင်းပွဲစဉ်မှာခင်ဗျာသတိထားမိတယ်ဆိုရင်တော့ဒါကျွန်တော်တော်တော်လေးမဆိုဒါပေမဲ့လီဗာပူးကဂျားထဲမှာတို့နဲ့ကင်ထားတာတခုချင်းငါတို့ဂျားထဲမှာ2-0ဆိုတဲ့ဒီဒီနေ့မှာဗျာညူကာဆယ်ကိုလီဗာပူးတင်တယ်အမြဲလို့ဒါကျွန်တော်အိမ်ငွေကအဝေးကအကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တယ်ညူကာဆယ်ယူနိုက်တက်နဲ့သူ့ဘာသူဒါဂျန်တဲ့အသင်းတွေဘလို့ပဲဒုက္ခပေးပေး လစ်ဘတ်ဘူးကိုတို့မရဘူးဒါလစ်ဘတ်ဘူးကတို့ရဲ့ crypto night တွေကတခုလို့ပြောလို့ရမယ်တော့ခါခါတိုင်းဒါကောင်းမှကောင်းပေးဆိုတဲ့နှစ်မှာတော့မှ Newcastle United ကိုဒါလစ်ဘတ်ဘူးတိတ်တာပဲအဲ့တော့အဲ့ဒီ tradition ကိုဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးတော့ကင်ကိုကင်ရမယ်ပွဲစဉ်တပွဲလို့ကျွန်တော်ကတော့မြင်ပြီးရတယ်မှာပါတယ်လစ်ဘတ်ဘူးတည်တဲ့ဒီနေ့ပွဲစဉ်ကတိုက်စစ်မှုတွေအိယာကနိုးထားဖို့လို့ပြီ PSG နဲ့ပွဲစဉ်လုံးကတော့ဒါကျွန်တော်တို့အိတ်ချင်းတလူလူမူမီတလူလူဘာလူလူလို့လို့မရဘူးအိယာကနိုးထားမယ်ပွဲစဉ်တပွဲဖြစ်တယ်လစ်ဘတ်ဘူးအဲ့တော့ လက်ရှိမှာဒါလီဗာပူးအသင်းကဒါကျွန်တော်တို့ကာရာဘောရဲ့ဒါလက်ရှိချန်ပီယံဖြစ်လို့ဒါကျွန်တော်နှစ်နှစ်ဆက်ချန်ပီယံဖြစ်ဖို့လေအခွင့်အရေးရှိတယ်။အဲ့ဒါကြောင့်မပြောရမလို့လီဗာပူးအသင်းရဲ့ဒီနေ့ပွဲစမှာဒါတိုက်စစ်မှုင်းနဲ့ကောင်းကောင်းအိပ်ထားပါဒီနေ့ပွဲစမှာကောင်းကောင်းဂိုးသွင်းဖို့လိုပါလိမ့်မယ်။ရှင်းရှင်းပြောရမလို့ကိုဒီဂဲကိုပါလာပြီဆိုကျွန်တော်တိုက်စစ်မှုဆက်စစ်တောင်ထဲမစော်စီချင်ပါဘူး။စောက်ဘောတွေပဲဖြစ်နေလို့ပါ။ဒီလိုမျိုးဂျင်းတဲ့ချက်ထဲဆိုရင်ဒါအသင်းကပို့ပြီးတော့ဒါကျွန်တော်တို့ဟိုပို့ပြီးတော့ performance ပြရမယ်ပွဲစမှာ တော့တိုက်စမှုအနေနဲ့ဝေဝါးနေလို့မရတကယ်လို့ဒါလီဒါတွေလူရဲဒါခေါင်းဆောင်ခေါင်းနေလူရဲလီဗာပူးရဲ့အသင်းရဲ့ပွဲစဉ်မှာဒါဘက်ကယူကာဆယ်ယူနိုက်တက်ကတော့တိုက်မှာပဲသူတို့နေခုနကဖလား160မရဘူးဆိုတဲ့စိတ်ကအင်မတန်မှကြောက်ဖို့ကောင်းပါတယ်တကယ်ကြောက်ဖို့ကောင်းတယ်ခုနက quarter final နဲ့ semi final မှာခင်ဗျာကြည်အာကောင်းလာပါလေဆိုတော့ arsenal ကိုနှစ်ကြောက်ပါဘယ်နှစ်ဂိုးသွင်းထားလဲအဲ့တော့ ပြောနေတာအာဆနယ်တို့ပရီးမီယာလိမှာတို့ရှုံးနေဒါတတ်တတ်ကဲဒါပေမဲ့ချမ်ပီယံတို့ကတို့ကာရာအဲ့တော့ဖလားလူချင်းစိတ်ကပြင်းထန်အင်မတန်မှကြောက်ဖို့ကောင်းတယ်အဲ့တော့လစ်ဗာပူးအစ်တင်အဲ့ဒါကိုအဓိကစောင့်ကြည့်ရမယ်လို့မြင်တယ်တက်60ဖလားမရထားတဲ့အစ်တင်တသိန်းရစိတ်တက်ကအင်မတန်မှကြောက်ဖို့ကောင်းတယ်လစ်ဗာပူးအစ်တင်ဒီနေ့ပေါ်မှာပေါ်တီပေါ်ပြလုံးဝလုံးလို့မရဘူးလို့မြင်တယ်လို့ပြောရင်းနေပဲကျွန်တော်တော့သွားကုန်ပြပါအောင် ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျှတော်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်အများများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့် ျွန်တော်ကိုများစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်ရမြန်မာပြည်လက်ကလပ်ဖို့မမိကြပါနဲ့ဦးမြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူပါရေကျွန်တော်တို့နောက်မှ AACC2 ကြတာပေါ့အားလုံးမကြည့်တူပါရေဒေဗော်ဗျာ